မင်္ဂလာပါအခုချိန်ကစပြီးတော့မေလ26ရက်နေ့တောက်ကြနေညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျမအမီပါ ဒီနေ့တော့ဝမ်းနည်းစရာသတင်းတစ်ပုဒ်ကိုအရင်ဆုံးပြောပြမှာပါမင်္ဂလာဆောင်နေ့တုန်းမှာပဲသတို့သမီးလေးသေဆုံးသွားခဲ့ရတဲ့အကြောင်းပါပဲခူးတိုင်းအရှိချမ်းချောက်ကြီးမြို့နယ်တဲကကျွန်းကြီးရွာမှာလှုပ်တဲ့မင်္ဂလာဆောင်လေးကတော့မင်္ဂလာမရှိတော့ပဲအမင်္ဂလာ ဖြစ်သွားခဲ့ရပါတယ်မင်္ဂလာပွဲကသတို့သမီးလေးနဲ့အတူ ပွဲကိုလာကြတဲ့ကလေးတွေအပါအဝင်ဒီအရက်သားပြည်သူ10ယောက်သေဆုံးခဲ့ပါတယ်အယောက်20လောက်ကလည်းဒဏ်ရာတွေပြင်းပြင်းထန်ထန်ရခဲ့ကြပါတယ် တယ်။မေလ25ရက်နေ့မနေ့တုန်းကဒီမနေ့ရမနေ့ပိုင်းမှာပေါ့နော်စစ်တပ်ကကျွန်းကြီးရွာကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အခုလိုမျိုးထိခိုက်ဒေဆုံးမှုတွေရှိခဲ့တာပါ။ ကျွန်းကြီးရွာကတော့ကရင်မြို့သားအစည်းအုံ KNU ရဲ့အုပ်ချုပ်မှုအောက်ကရွာလေးဖြစ်ပါတယ်။ဒါပေမဲ့ဒီမင်္ဂလာပွဲလေးကတော့အရတားမင်္ဂလာဆောင်ပွဲဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။အခုလိုသတို့သမီးလေးကိုစုံရှုံခဲ့ရတဲ့သတို့သားလေးနဲ့မိသားစုဝင်တွေအတွက်ရောဒီမင်္ဂလာပွဲကိုလာကြတဲ့မိဆွေတွေအတွက်ပါထပ်တူဝမ်းနည်းရပါတယ်စိတ်ဓာတ်ရတွေလည်းအမြန်ဆုံးပျောက်ကင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ် မိုင်းလားမှာတခြားလက်နက်ကန်အဖွဲ့တွေလက်ခံထားတာမျိုးမရှိဘူးလို့ NDAA မိုင်းလားအဖွဲ့ကပြောပါတယ်အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA မိုင်းလားကသူတို့ရဲ့ဒေသထဲမှာဘယ်တော်လှန်ရေးအဖွဲ့စည်းဘယ်လက်နက်ကန်အဖွဲ့ဟူမှလက်ခံထားတာမျိုးမရှိဘူးလို့ပြောလိုက်တာပါ NDAA မိုင်းလားခေါင်းဆောင်တွေနဲ့ဒီစစ်ကောင်စီရဲ့ဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်တို့ရှမ်းပြည်အရှေ့ပိုင်းကျိုင်းတုံမှာရှိတဲ့ ထရိကန်ဒေတာတိုင်းစစ်ဌာနချုပ်ရွှေထရိကန်ရိတ်တာမှာတွေ့တဲ့အချိန်ခုလိုမျိုးပြောလိုက်တာဖြစ်ပါတယ်စစ်ကောင်းဆောင်နဲ့မိုင်းလာကောင်းဆောင်တို့ဟာမေလ25ရက်နေ့မနေ့တုန်းကတွေ့ခဲ့ပြီးသူတို့တွေတွေ့တဲ့အချိန်မှာ NDAA ရဲ့ဒုဥက္ကဋ္ဌဦးစံပေကပြောဆိုလိုက်တာလို့စစ်ကောင်းစီပိုင်းသတင်းစာတွေမှာထုတ်ပြန်လာပါတယ်ဒီလိုမျိုးပြောလိုက်တာနဲ့ပတ်သက်ပြီးတော့ online စာမျက်နှာပေါ်မှာတော့ဝေဖန်မှုတွေမြင့်တက်နေပါတယ် NDAA မိုင်းလာအဖွဲ့ကဒီမိုင်းလာစီလူနံပါတ် န်းစတဲ့ခရိုင်သုံးခုနဲ့အုတ်ချုပ်ရည်ရန်ရားတွေကိုလဲပတ်နေတဲ့လက်နက်ကန်အဖွဲ့ဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ CDM ចောင်းဆရာဆရာမတွေအတွက်အလုရှောက်နိုင်တဲ့သတင်းမှာကိုကန်တက်မတော် MNDAA ထိန်းချုပ်ထားတဲ့အထူးဒေတာတက်မှာအခြေခံပညာသင်ကျောင်းတွေထပ်တိုးပြီးတော့ဖွင့်မှာဖြစ်တဲ့အတွက် CDM ចောင်းဆရာဆရာမတွေကိုအလုရှောက်ကြဖို့ခေါ်ယူလိုက်ပါတယ်။မေလ25ရက်နေ့ကထုတ်ပြန်ပြီးတော့ပညာရေးဝန်ထမ်းတွေကိုခေါ်ယူနေတာပဲဖြစ်ပါတယ်။ အထူးဒေတာတက်မှာပြီးခဲ့တဲ့ပညာသင်နှစ်ဖြစ်တဲ့2024-25မှာအခြေခံပညာသင်ကျောင်း22ကျောင်းဖွင့်ခဲ့ပြီးအခု2025-26ပညာသင်နှစ်မှာလည်းကျောင်းတွေထပ်တိုးပြီးတော့ဖွင့်ဖို့လုပ်နေတာလို့ဆိုပါတယ်။ဒါကြောင့် CDM လုတ်ထားတဲ့ဆရာဆရာမတွေနောက်ပြီးတော့တက္ကသိုလ်တစ်ခုခုကနေဘွဲ့ရထားတဲ့သူတွေနဲ့ CDM တက္ကသိုလ်ကျောင်းသူကျောင်းသားတွေလျှောက်ထားနိုင်တယ်လို့ဆိုပါတယ်။လျှောက်ချင်တဲ့သူတွေအတွက်ကျွန်တော်တို့လင့်လင်းနှစ်ခုချထားပေးပါတယ်။ ပထမလင့်လေးကတော့ခက်လို့တလုံးချင်းစီပြောပြပေးပါမယ်။စိတ်ဝင်စားတဲ့ဆရာဆရာမတွေအနေနဲ့နောက်ပြန်ရစ်ပြီးကြည်လို့ရပါတယ်။ပြီးတော့လည်းဘောမန်နဲ့စာရွက်ကလေးယူပြီးတော့လိုက်ပြီးတော့ရေးမှတ်ပေးပါနော်။ရှေ့ကတော့ www. နောက်ပြီးတော့ဒီအနောက်မှာဆိုလို့ရှိရင်ဒီ surveyhat.com ပေါ့နော် surveyhat.com ကိုကျွန်မစာလုံးပေါင်းပေးပါမယ် s u r v e y h e a r t . c o m ကျတော့နှလုံးသားစစ်တမ်းပေါ့เนาะနောက်တစ်လုံးကတော့ form ပါအဲနောက်ကနံပါတ်ကတော့တော်တော်လေးရှည်တယ်ဆိုတော့ကျွန်မအဲ့ဒါလေးသေချာလေးဖတ်ပေးပါမယ် every form အတွက်နံပါတ်တွေကတော့681 f 04 f 3 f 061 e 226 e f 143 c F4 ဖြစ်ပါတယ်နောက်တစ်ခေါက်ပြန်ပြောပါမယ်681 F04 F3 F061 E226 EF143 CF4 ဖြစ်ပါတယ် ဒီသတင်းကိုတော့ကျမတို့ရဲ့ဒီ NMG အကောင့်ပေါ့နော် page မှာလည်းတင်ထားတာဖြစ်တဲ့အတွက် Now Media Group ရဲ့သတင်းဌာနရဲ့ page မှာပြန်ရှာပြီးတော့ကြည့်နိုင်ပါတယ်။ MNDAA ကဒီအထူးသေးတာတစ်ထဲမှာအចောင်းတွေထတ်တိုးချဲ့ပြီးတော့ဖွင့်ဖို့စီစဉ်နေပေမဲ့တခြားတော်လန်ရေးနယ်မြေတွေထဲမှာတော့အចောင်းတွေကိုခိတ္တပိတ်ထားဖို့စီစဉ်နေကြပါတယ်။ဂျာကာလာပညာရေးအចောင်းအလုံးကိုခိတ္တပိတ်ထားဖို့အတွက်အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ပညာရေးဝင်ကြီးဌာနကမေလ25 5ရက်နေ့မှာညွှန်ကြားချက် ထုတ်ပြန်လာတာပါစစ်ကောင်စီကစာတင်ကြောင်းတွေဆေးရုံတွေစတဲ့လူစုလူဝေးရှိတဲ့နေရာတွေနဲ့ဒီအရတားနေရာတွေကိုပြစ်မှတ်ထားပြီးတော့လေကြောင်းကနေတိုက်ခိုက်နေတာတွေကြောင့်ကျောင်းတွေအလုံးကိုပိတ်ထားဖို့အတွက်ထုတ်ပြန်ရတာလို့ဆိုပါတယ်ပညာသင်ကြားနေတဲ့ဒီအခြေခံပညာပြည်သူအခြေပြုပညာရေးကျောင်းတွေပြီးတော့ဒီအစစ်မြင့်ပညာရေးကျောင်းတွေနဲ့အသက်မွေးဝမ်းကျောင်းဆိုင်ရာပညာရေးကျောင်းတွေအလုံးကိုယာယီပိတ်ထားဖို့ညွှန်ကြား ားထားပါတယ်စစ်ကောင်စီကစာတင်ကြောင်းတွေဆေးရုံတွေကိုလေကြောင်းကနေနီလန်းမျိုးစုံတုံးပြီးတော့ဘုံကျဲတိုက်ခိုက်တာဆက်တနက်တွေနဲ့ရည်ရွယ်ချက်ရှိရှိပြစ်ခတ်တိုက်ခိုက်တာမျိုးနောက်ပြီးတော့ဒီတာဝေးပြစ်လက်နက်ကြီးတွေနဲ့တိုက်ခိုက်တာမျိုးတွေလှုပ်ပြီးတော့စစ်ရာဇဝတ်မှုကိုနေတိုင်းကျူးလွန်နေတယ်လို့ NUG ကဆိုပါတယ်ကလေးတငယ်တွေဆရာဆရာမတွေနဲ့ပြည်သူတွေအသက်အန္တရာယ်ထိခိုက်ဆုံးရှုံးမှုဖြစ်စေရေးအတွက်အခုလိုမျိုးကြောင်းတွေပိတ်ထားဖို့အတွက်ထုတ်ပြန်ရတာလို့ဆိုပါတယ် ခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုပြောပြသွားမှာပါ ရုရှားကိုအမေရိကန်ကကြီးမားတဲ့ပိတ်ဆို့မှုတွေလုပ်သွားတော့မယ်လို့သမ္မတဒေါ်နယ်ထရမ့်ကပြောလိုက်ပါတယ်။သူနဲ့ကျွန်တော်ဆက်ဆံရေးကောင်းခဲ့တယ်။ဒါပေမဲ့အခုတခုခုဖြစ်သွားတယ်။သူလုံးဝယူသွားပြီလို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကရုရှားသမ္မတပူတင်ကိုရည်ညွှန်းပြီးတော့ပြောခဲ့ပါတယ်။အမေရိကန်ကဂျာဝင်စစ်စစ်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြင်ဆင်နေတုန်းမှာပဲရုရှားကယူကရိန်းမြို့ကြီးတွေကိုအကြီးအကျယ်ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အပြီးမှာဒီလိုမျိုးပြောလိုက်တာပါ။ သမရပူတင်ကလူတွေအများကြီးကိုတတ်နေတာဖြစ်ပြီးသူ့ကိုပြင်းထန်တဲ့ပိတ်ဆို့မှုတွေလုပ်သွားရမယ်လို့သမရထရမ့်ကသတင်းထောက်တွေကိုဆက်ပြောပါတယ်။တစ်ချိန်တည်းမှာပဲရုရှားကတော့သူတို့အနေနဲ့ယူကရိန်းရဲ့နေရာ၃ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ကြေညာပါတယ်။ အရှိပိုင်းစစ်မျက်နှာက do next မှာနေရာနှစ်ခုနဲ့ဒီအမြောက်ပိုင်းစစ်မျက်နှာကဆူမီမှာတော့နေရာတစ်ခုကိုသိမ်းပိုက်ခဲ့တယ်လို့ကြေညာပါတယ်။ယူကရိန်းသမ္မတဇလန်စကီကတော့အမေရိကန်ကပိတ်ဆို့အရေးယူမှုတွေထဲမှာရုရှားရဲ့ဘန်တွေနဲ့စွမ်းအင်ကဏ္ဍတွေပါဝင်မယ်လို့ပြောလိုက်ပါတယ်။နောက်ထပ်တစ်ပုဒ်ကတော့စစ်ငွေတန်းလာတဲ့ဥရောပတိုက်ကြောင်းကိုပြောပြပါမယ်။ရုရှားကသူ့ရဲ့တပ်တွေကိုနေတိုးအဖွဲ့ဝင်ဖြစ်တဲ့ဖင်လန်နိုင်ငံရဲ့နယ်စပ်မှာတိုးချဲ့ချထားတာကို ူရုတပ်ပုံတွေကပြသနေပါတယ်။ဒါကြောင့်ရုရှားဟာယူကရိန်းစစ်ရက်သွားခဲ့ရင် ဥရောပဘက်ကိုလှည့်လာတော့မယ်ဆိုတဲ့စိုးရိမ်မှုတွေက ပိုပြီးတော့ခိုင်းမာလာနေပါတယ်။ရုရှားဟာတပ်သားအစ်တွေကိုလည်းအကြီးအကျယ်စုဆောင်းနေပါတယ်။တစ်ဖက်မှာလက်နက်ထုတ်လုပ်မှုတွေတိုးမြင့်နေပြီးတော့ Norway Finland နဲ့ဒီ Baltic ပင်လယ်ရိပ်ဘက်မှာအခြေခံအဆအုံတွေကိုတိုးပြီးတော့လဲဆောက်လာနေပါတယ်။ဒါကြောင့်ဥရောပရဲ့အဓိကစစ်အင်အားဖြစ်တဲ့ဂျာမနီနိုင်ငံရဲ့စစ်ဦးစီးချုပ် Carsten Brauer ကဒီ2029ခုနှစ်အတွက်လက်နက်နဲ့တခြားလိုအပ်တဲ့ပစ္စည်းတွေအပြည့်အဝတက်ဆင်ပြီးတော့ တိုက်စွမ်းရည်မြင့်တင်ထားဖို့ဂျာမနီစစ်တပ်ကိုအမိန့်ပေးလိုက်ပါတယ်။ဂျာမနီရဲ့စစ်တပ်ကလုပ်နေတဲ့ဒီတိုးချဲ့ပြင်ဆင်မှုတွေထဲမှာဦးစားပေးအနေနဲ့ကလေကြောင်းကာကွယ်ရေးဖြစ်ပြီးတော့နောက် area တစ်ခုကတော့တာဝေးပစ်ဒုံးတွေ ဖြစ်ပါတယ်။ရန်သူရဲ့ရှေ့တန်းစစ်မျက်နှာအနောက်ဘက်မိုင်300လောက်အထိပြအားရှိမဲ့ပြမှတ်ကိုတီတီကြကြပစ်လို့ရတဲ့ဒုံးကြီးတွေကို တိုးချဲ့ဖို့ဖြစ်ပါတယ်။ နောက်ထပ် area တစ်ခုကတော့အာကာသစစ်မျက်နှာမှာတိုက်ခိုက်ရေးတိုးချဲ့ဖို့အတွက် ဖြစ်ပါတယ်။ဥရောပရဲ့ NATO တပ်ဖွဲ့တွေကရုရှားဟာသူတို့ကို2029လောက်မှာကျူးကျော်ထိုးစစ်ဆင်လာနိုင်တယ်လို့တွက်ဆထားပြီးရှေ့ပြေးစမ်းသပ်မှုတွေကိုတော့ဒီထက်စောစောလုပ်လိမ့်မယ်လို့ခန့်မှန်းထားကြပါတယ်။ နောက်ဆုံးတစ်ပုတ်ကတော့ Pinny White ဆိုတဲ့ဒီပင်လယ်လေကလေးအကြောင်းကိုပြောပြချင်ပါတယ်။လေကလေးဆိုပေမဲ့သူကအလေးချိန်အဖြစ်302ပေါင်းကီလိုဆိုလို့ရှိရင်139ကီလိုရှိတဲ့လိမ္မာကြီးပါ။လောက Head Lake အမျိုးအစားဖြစ်ပါတယ်။ အဲ့ဒီပင်နေဝိုင်လိမ္မာကြီးကိုအမေရိကန်နိုင်ငံဖလော်ရီဒါအတ္လန်တိတ်ကမ်းခြေတနေရာမှာမော်တော်ဘုတ်တစီးကတိုက်မိသွားခဲ့တာပါတရားရသွားတဲ့လိမ္မာကြီးကို CT scan ဖြတ်ပိုင်းဓာတ်မှန်ရိုက်ဖို့လိုလာပါတယ်လက်တွေကိုကုတဲ့ဆေးရုံက CT scan ဆက်ကသေးနေတော့သူ့အတွက်လူတွေကိုရိုက်တဲ့ CT scan ဆက်နဲ့ရိုက်ဖို့စဉ်းစားကြပါတယ်ဒီလိုမျိုးစဉ်းစားနေပေမဲ့လူတွေကိုရိုက်တဲ့ဆက်ထဲအဲ့ဒီပင်လယ်လိပ်ကတိတ်ပြီးတော့ကြီးနေပါတယ်ဒါနဲ့ပဲပင်နေဝိုင်လိမ္မာ site ကိုဒီ fan page မှာရှိတဲ့မြင်းတွေအတွက်ထားတဲ့ CT scan ဆက်စီကိုခေါ်လာကြပါတယ်။အဲ့ဒီမှာတော့ CT scan ရိုက်ဖို့အဆင်ပြေသွားပါတယ်။လိမ့်မကြီးကို CT scan ဓာတ်မှန်ရိုက်ကြည့်တဲ့အခါမှာတော့သူ့ရဲ့ကိုယ်ထဲမှာလိမ့်ဥတွေ ရှိနေတာကိုတွေ့ရပါတယ်။ဒီ Pennywise ဟာလောက head အမျိုးအစားဖြစ်ပြီးတော့မျိုးတုံးပြောက်ွယ်လူမျိုးစိတ်တွေထဲမှာပါဝင်နေပါတယ်။ဒါကြောင့် ဒီဥတွေကိုဥနိုင်အောင်သူ့ကိုဆေးအမြန်ကူပြီးတော့တဘာဝအတိုင်းအမြန်ဆုံးပြန်ပို့ဖို့အတွက်ကြိုးစားနေကြပါတယ်ရှင်။တဲ့နဲ့မီဒါကွန်ရဲ့ NMG သတင်းဌာနကအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့ထိညတိုင်းမှာရုပ်တံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်။